အပြစ်ခတ်ရစည်နဲ့ပတ်သက်ပြီးပါကစ္စတန်စစ်တပ်အကြီးအကဲနဲ့ဆွေးနွေးမှုတွေဟာမေလ၁၂ရက်မွန်းလွဲပိုင်းအထိနောက်နေကြန့်ကြာခဲ့တယ်လို့အိန္ဒိယစစ်တပ်ကပြောကြားခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။အိန္ဒိယကလေစိတ်တွေကိုပြန်လည်ဖွင့်လှစ်မှုနဲ့အတူမေလ၁၇ရက်ညပိုင်းကပြစ်ခတ်တိုက်ခိုက်မှုတွေပောက်ကွဲမှုတွေဖြစ်ပွားခဲ့တာမရှိဘဲပထမဆုံးအကြိမ်အဖြစ်ညဉ့်ညံ့တဲ့ညဖြစ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်ကမေလ၁၂ရက်မှာပြောကြားခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြား၄ရက်ကြာပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးအမေရိကန်ရဲ့ဖိအားတွေကြောင့်မေလ၁၀ရက်မှာနှစ်နိုင်ငံကြားအပြစ်ခတ်ရစည်သဘောတူညီမှုရရှိပြီးဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကကြေညာခဲ့ပါတယ်။အိန္ဒိယစစ်တပ်ဟာမေလ10ရက်ကပါကစ္စတန်ရဲ့အပြစ်ခတ်ရဲစဲမှုသဘောတူညီချက်ကိုချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ဖို့မေလ၁၇ရက်ကအရေးပေါ်မဆေတခုပေးပို့ခဲ့ပါတယ်။ပါကစ္စတန်စစ်တပ်ကတော့အပြစ်ကရစဲသဘောတူညီချက်ကိုချိုးဖောက်ခြင်းမရှိကြောင်းညင်းဆိုခဲ့ပါတယ်။အိန္ဒိယစစ်တပ်ကတော့နှစ်နိုင်ငံစစ်စင်ရေးဌာနညွှန်ကြားရေးမှူးချုပ်တွေဟာမေလ၁၂ရက်မွန်လယ်ပိုင်းမှာဖုန်းနဲ့ဆက်သွယ်ဆွေးနွေးမယ်လို့ပြောကြားခဲ့ပေမယ့်ဆွေးနွေးမယ့်အစီအစဉ်ဟာနောက်နေ့ကြန့်ကြာခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီဆွေးနွေးမှုအကြောင်းအရာနဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုပါကစ္စတန်စစ်တပ်ရဲ့မီဒီယာဌာနကချက်ချင်းထုတ်ပြန်ခဲ့ခြင်းမရှိတာပါ။မေလ၁၂ရက်ကအိန္ဒိယဟာပြည်ပခါကြောင့်ပိတ်ထားခဲ့ရတဲ့၄စိတ်၃၂ခုကိုပြန်ဖွင့်ခဲ့ပြီးအဲ့ဒီ လစိတ်တွေမှာအရက်ဖက်လေးချောင်းလိုင်းတွေပြန်လည်ပြည့်ဆွဲမယ်လို့ကြေညာခဲ့ပါတယ်။အဲဒီနောက်ပါကစ္စတန်ကလည်းမေလ၁၀ရက်ကသူ့ရဲ့လေပိုင်နက်ကိုပြန်ဖွင့်ပေးခဲ့ပါတယ်။ AP 22ရက်ကအိန္ဒိယပကြံရှိကက်ရှမီးယားဒေသမှာစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့်လူ26ဦးသေဆုံးခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအိန္ဒိယကပါကစ္စတန်ကိုအပြစ်တင်ခဲ့ကနှစ်နိုင်ငံတင်းမာမှုတွေမြင့်တက်ခဲ့ပါတယ်။